လန်းရဲ့အဆက်ကတော့လူငယ်တဦးဖြစ်တဲ့ဂျင်ပါသူဟာမိုဘိုင်းဖုန်းပြင်ဆိုင်လေးဖွင့်ထားပေမဲ့ရတဲ့ဝင်ငွေကအိမ်လခတောင်မလောက်ပါဘူးတကယ်တော့အိမ်လခထက်ပိုရေးကြီးတာကသူ့ညီမလေးထုံပါညီမလေးဟာနှလုံးမှာအပေါက်ပါတဲ့ရောဂါကြောင့်ခွဲစိတ်ကုသမှုခံယူဖို့လိုအပ်နေပါတယ်ဖခင်ကနှစ်တွေကြာအောင်မိခင်ကိုထားခဲ့ပြီးမိခင်ကလည်းကင်ဆာရောဂါနဲ့ဆုံးပါသွားခဲ့ရမှုညီမလေးရဲ့တာဝန်အားလုံးဟာဂျင်ရဲ့ပခုံးပေါ်မှာပဲကြာရောက်နေပါတယ် ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာဖိအားတွေကြားကပဲဆရာဝန်နဲ့တွားတွေ့တဲ့အခါထုံရဲ့အခြေအနေကတဖြည်းဖြည်းဆိုးလာပြီးခွဲစိတ်မှုမလုပ်ရင်နှစ်နှစ်ပဲအသက်ရှင်နိုင်တော့မယ်ဆိုတာကိုကျင်သိလိုက်ရပါတယ်ခွဲစိတ်ဖို့လိုအပ်တဲ့ငွေကြေးပမာဏကလည်းသူ့ကိုဖိစီးစေခဲ့ပါတယ်ရွံခုနှစ်သိန်းကျော်လိုအပ်နေတာပါကျင်းဟာဒီငွေတွေကိုဘလို့ရှာရမှန်းမသိပဲဖြစ်နေပါတယ် အဲ့ဒီနမှာပဲဂျင်ဟာသူ့ညီမလေးကိုချစ်ခင်စွာကြည့်နေတော့သူငယ်ချင်းစီကနေဖုန်းခေါ်ဆိုမှုတစ်ခုရောက်လာပါတယ်သူငယ်ချင်းကသူ့စက်ယုံကိုလာဖို့ပြောပါတယ်စက်ယုံရောက်တော့သူငယ်ချင်းကအဝစ်တစ်ခုကိုဆွဲဖယ်လိုက်ချိန်မှာဂျင်ဟာစမတ်ဖုန်းတသိန်းတိတိစုပုံထားတာကိုမြင်လိုက်ရပါတယ်ဒီဖုန်းတွေဟာအီတလီကိုပို့ဖို့စီစဉ်ထားပေမဲ့အရေးသွေးစစ်ဆေးမှုမှာမအောင်မြင်လို့ပြန်လည်ပယ်ချခံရတာပါအဲ့ဒီဖုန်းပိုင်ရှင်ကလည်းအကျဉ်းချနေပြီးနှစ်နှစ်တာတိုးလောင်ကမပေးနိုင်ခဲ့ဘူးလို့သိရပါတယ် ူငယ်ချင်းကဂျင်ကိုဖုံးအားလုံးကိုရွန်တသိန်းနဲ့ရောက်မယ်လို့ကန်လန့်ခဲ့ပြီးပြုပြင်ပြီးပုံမှန်မြင့်မားတဲ့ဈေးနှုန်းနဲ့ပြန်ရောက်နိုင်မယ်လို့ပြောပါတယ်ဂျင်ဟာဆော့ရော့တစ်ခုလုံးဝယ်ဖို့ပိုက်ဆံမရှိလို့ဖုံးတစ်လုံးပဲဝယ်ပြီးအိမ်ပြန်လာပါတယ်တ냐လုံးပြုပြင်ပြီးမနေ့ရောက်တော့အောင်မြင်စွာဖွင့်နိုင်ခဲ့ပါတယ်ဒါကြောင့်စိတ်ပိုင်းဖြတ်ပြီးနောက်နေ့မှာပဲဗန်ချင်းငွေယူကာဖုံးဆော့ရော့အားလုံးကိုဝယ်ယူလိုက်ပါတယ်နောက်ပိုင်းမှာဂျင်ဟာတရုတ်နိုင်ငံက အီလက်ထရိုနစ်ဈေးကွက်ကိုသွားပြီးပြန်လည်ပြုပြင်ထားတဲ့ဖုံးရောင်းချသူတဦးနဲ့အယောင်းဝယ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ဒီအယောင်းဝယ်ကနေရမယ့်အမျက်ကိုတွက်ကြည့်တဲ့အခါဖုံးတသိန်းလုံးရောင်းလိုက်ရင်ယွန်းတသန်းနီးပါအမျက်ရပြီးညီမလေးရဲ့ခွဲစိတ်ခါအတွက်လုံလောက်တာထက်ပိုရယ်ဆိုတာကိုသိလိုက်ရလို့ဂျင်ရမ်းပြော်ခဲ့ရပါတယ်။သူ့ပြည်တနာတွေအားလုံးဖြည့်ရှင်းနိုင်တော့မယ်လို့ခံစားရတာကြောင့်ညီမလေးကိုအเจ้าကနေပျော်ရွှင်စွာသွားကြိုခဲ့ပါတယ်။ ဒါပေမဲ့ဘဝဆိုတာမမျှော်လင့်တဲ့ဆိုးရွားတဲ့အံ့အားသင့်စရာတွေပေးတတ်တဲ့သဘောရှိပါတယ်။နှစ်ပတ်ကြာမှပဲတရုတ်ဆိုးရွားကဤဝက်လက်များလာတာကြောင့်ပြန်လည်ပြုပြင်ထားတဲ့စမတ်ဖုန်းတွေရောင်းချခြင်းကိုပိတ်ပင်လိုက်ကြောင်းကျင်းသိလိုက်ရပြီးမနစ်မြုပ်ွယ်အံ့အားသင့်စရာကိုကြုံတွေ့ရပါတယ်။ ဂျင်းဟာအယောင်းကိုစလဲကိုဒေါသတကြီးသွားပြောပြီးဖုံးအားလုံးဝယ်ဖို့စာချုပ်ရှိတယ်ဆိုတာတတိပေးခဲ့ပေမဲ့အယောင်းကိုစလဲကမိသည့်စာချုပ်မှဥပဒေအထက်မှာမရှိကြောင်းဖုံးတွေဝယ်ယူနိုင်တော့မီမဟုတ်ကြောင်းပြန်ပြောခဲ့ပါတယ်ဂျင်းဟာညီမလေးအတွက်ငွေမရှာနိုင်တော့ဘူးဆိုတဲ့အတိအကျအလွန်ဝမ်းနေခဲ့ရပါတယ်ထို့အပြင်ဖုံးဝယ်ယူဖို့ယူထားတဲ့ဗန်ချင်းငွေကိုပါပြန်ဆက်ရမယ့်ဝင်ထုတ်ဝင်ပိုးရှိလာခဲ့ပါတယ် ူဘွားဟာဆိုးရွားနေချိန်မှာပဲရုတ်တရက်အတွေ့တစ်ခုရလာပါတယ်။သူဟာအဲ့ဒီစမတ်ဖုန်းကိုထုတ်လုပ်တဲ့ကုမ္ပဏီကိုတွားရောက်ပြီးမန်နေဂျာတဦးကိုကမ်းလှမ်းချက်ပေးခဲ့ပါတယ်။သူကဖုန်းပစ္စည်းစိတ်ပိုင်းတွေကိုဈေးသက်သာတဲ့ဈေးနှုန်းနဲ့ရောင်းချပေးမှာဖြစ်ပြီးကုမ္ပဏီကအဲ့ဒီစိတ်ပိုင်းတွေကိုနိုင်ငံတကာဈေးကွက်မှာရောင်းချမဲ့ပြန်လည်ပြုပြင်ထားတဲ့ဖုန်းတွေမှာအသုံးပြုနိုင်မယ်လို့ပြောပါတယ်။ ဒါပေမဲ့မန်နေဂျာကဖုန်းတွေကနေအစိတ်ပိုင်းတွေဖယ်ရှားရင်ချိုးရင်းချက်တွေဖြစ်နိုင်ပြီးအရေးသွေးထိန်းချုပ်မှုကိုကြာရှုံးနိုင်တာကြောင့်မဖြစ်နိုင်ဘူးလို့ပြောပါတယ်။ဂျင်ကတော့အစိတ်ပိုင်းအလုံးကိုဘေးကင်းစွာဖယ်ရှားနိုင်ပြီးအရေးသွေးစစ်ဆေးမှုအောင်မြင်စေရမယ်လို့အာမခံခဲ့ပါတယ်။မန်နေဂျာကဂျင်ကို စိတ်မဝင်စားတာကြောင့်ရှောင်ရှားဖို့အတွက်အရေးသွေးစစ်ဆေးဖို့အစိတ်ပိုင်းတွေကိုပို့ပြီးအစီရင်ခံစားရရင်အကြောင်းကြားပါလို့ပေါ်ပေါ်တန်တန်အကြံပြုခဲ့ပြီးထွက်ခွာသွားပါတယ်။ ရင်ဟာရပောင်းများစွာစူးစားပြီးဖုံးရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတိုင်းကိုဘေးကင်းစွာဖယ်ရှားခဲ့ပြီးအရေးသွေးထိန်းချုပ်မှုအတွက်ပို့ဆောင်ခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲအစိတ်ပိုင်းအလုံးဟာအရေးသွေးစစ်ဆေးမှုမှာအောင်မြင်ခဲ့ရတဲ့ရင်ဟာချက်ချင်းဆိုသလိုအစီရင်ခံစာကိုယူဆောင်ပြီးမန်နေဂျာကိုအယောင်းဝယ်စာချုပ်ချုပ်ဖို့တောင်းဆိုခဲ့ပါတယ်။မန်နေဂျာကတော့သူပစ္စည်းတွေဝယ်မယ်လို့ဘရုံးကမှမပြောခဲ့ကြအောင်အရေးသွေးစစ်ဆေးမှုအောင်မြင်ရင်အကြောင်းကြားဖို့သာပြောခဲ့ကြအောင်ထပ်မံညှင်းပယ်ခဲ့ပါတယ်ဒီစကားကြောင့်ဂျင်ဒေါသတကြီးဝန်းနေခဲ့ရပေမဲ့လက်မလျှော့ခဲ့ပါဘူး သူဟာကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ကြိုင်ကိုတွားတွေ့ပြီး30မိနစ်တာအချိန်ပေးကိုတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ပိုင်ရှင်ကမိနစ်30အတွင်းရထားကိုမီအောင်ဖမ်းရမှာဖြစ်လို့စကားပြောဖို့ညှဉ်းဆိုခဲ့ပါတယ်။စိတ်တက်မကြပဲဂျင်းဟာထိုးရထားအတွက်လက်မှတ်ကိုအမြန်ဝဲပြီးသူဤဆက်ကူတာနဲ့ဂျင်းမြောင်းနဲ့လမ်းကြားတွေကနေတဆင့်ဘူတာယုံစီအပြေးလွှားသွားခဲ့ပါတယ်။ ကံမကောင်းစွာနဲ့လမ်းမှာမရောတဆမှုတစ်ခုနဲ့ကြုံခဲ့ရပါတယ်ဂျင်းဟာသူ့ကိုယ်သူပြန်ထူမတ်ပြီးစကူတာကိုပြန်နိုးကိုစူးစမ်းပေမဲ့စကူတာကမပူပေါင်းခဲ့ပါဘူးဒါကြောင့်ဂျင်းဟာပြေးလွားပြီးနောက်ဆုံးစက္ကန့်မှာယထားကိုမီအောင်ဖမ်းနိုင်ခဲ့ပါတယ်သူဟာပိုင်ရှင်ရဲ့ထိုင်ကုန်စီတန်းသွားပြီးအခုခင်များမှာ30မိနစ်အချိန်ရှိပြီမဟုတ်လားလို့ပြောခဲ့ပါတယ် ဂျင်ကသူ့ရဲ့စီမံကိန်းတစ်ခုလုံးကိုရှင်းပြခဲ့ရင်မဲ့ပိုင်ရှင်ကဖုံးတွေကနဲ့အစိတ်ပိုင်းအလုံးကိုမပြည့်စည်စေရဲဖယ်ရှားနိုင်မှာမဟုတ်ဘူးလို့ပြောပြီးစိတ်ပြတ်အောင်လုပ်ခဲ့ပါတယ်။ဒါပေမဲ့ဂျင်ရဲ့အလွန်အမင်းတောင်းဆိုမှုတွေကြောင့်ပိုင်ရှင်ကအရေးသွေးစစ်ဆေးမှုအောင်မြင်ရင်ပစ္စည်းတွေအလုံးကိုဝယ်မယ်လို့သဘောတူခဲ့ပါတယ်။ဒါပေမဲ့ကြာရှုံးရင်တော့ဂျင်ဘာမှရမှာမဟုတ်ပါဘူး။ပိုင်ရှင်ကအကူအညီတို့မဟုတ်အလုပ်သမားတွေပေးမှာမဟုတ်ပဲဂျင်ကိုယ်တိုင်အလုံးစီမံခန့်ခွဲရမယ်လို့ပြောခဲ့ပါတယ်။ ယထာဘော်ကဆင်းလာပြီးနောက်ဂျင်ဟာဖုန်းတသိန်းကိုသူတယောက်တည်းဘလို့ဖြုတ်တဲ့ရမလဲဆိုတာတွေးပြီးအန်းချစ်ခဲ့ရပါတယ်။ညမှာအိမ်ပြန်လာချိန်ထုံကသူ့ကြောကဒံယာတွေကိုမြင်ပြီးငိုယိုခဲ့ပါတယ်။ညီမဖြစ်သူကသူ့ကိုဂယူးဆိုင်ပြီးဖြည်းဖြည်းမောင်းဖို့ဘာကြောင့်လဲဆိုတော့သူ့အတွက်ကဘာပေါ်မှာဂျင်တယောက်ပဲရှိတော့တာကြောင့်လို့ပြောခဲ့ပါတယ်။အိမ်ရောက်တော့ညီမလေးကဂျင်ရဲ့ဒံယာတွေကိုပြုစုပေးခဲ့ပါတယ်။ နောက်ပိုင်းမှာဂျက်ဟာအိမ်နီးချင်းကျောကိုချင်းကပ်ပြီးဖုန်းတွေချုပ်တက်ဖို့စိတ်ယုံတည်တောင်းမဲ့အစီအစဉ်ကိုဖွင့်ဟခဲ့ပါတယ်။ကျောကိုအချိန်ပိုင်းထုတ်လုပ်မှုကြီးကြပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ကျောကဒီစီဇန်ဟာအရန်အနေနဲ့များပြီးအရာအလုံးဆုံးရှုံးနိုင်တယ်လို့တတိပေးခဲ့ပေမဲ့ဂျင်ကတော့သူဆုံးရှုံးနိုင်တာညီမလေးပဲရှိပြီးဒီအခွင့်အရေးမရှိရင်ညီမလေးခွဲစိတ်ဖို့ငွေပေးနိုင်မှာမဟုတ်ဘူးလို့ဖွင့်ဟခဲ့ပါတယ်။ဂျင်ရဲ့စိတ်ပိုင်းဖြတ်မှုကိုမြင်ပြီးကျောလက်ခံခဲ့ပါတယ်။ နောက်တနေ့မှာဂျင်ဟာသူ့ဆိုင်တဲ့စကူတာကိုရောင်းချပြီးစိတ်ယုံဖွင့်မဲ့နေရာကိုငားရမ်းခဲ့ပါတယ်။သူတို့နှစ်ဦးဟာနေရာတစ်ခုလုံးကိုတန်ရှင်းရေးလုပ်ပြီးလိုအပ်တဲ့ပရိဘောဂါတွေကိုတက်ဆင်ကလိုက်ပြူလို့အမိပေးခဲ့ပါတယ်။ထူးခြားသည့်ဝန်ထမ်းများလုပ်ငန်းဆောက်ဖို့အဖွဲတစ်ဖွဲလိုအပ်ပေမဲ့ကုန်ကျစရိတ်ချွေတာဖို့အတွက်ဂျင်ဟာအဆိုးဆုံးလို့တတ်မှတ်ခံထားရတဲ့လူပုဂ္ဂိုလ်အချို့ကိုပဲခန့်အပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူရဲ့ပထမဆုံးဝန်ထမ်းကတော့ဝမ်းဖြစ်ပြီးသူမဟာရခင်လုံမှာစူညံတန်တွေကြာရှည်စွာထိတွေ့မှုကြောင့်အကြာအယုံချိုယွင်းနေတဲ့မိခင်တူဦးဖြစ်ပါတယ်။လက်ရှိစားပွဲထိုးအလုပ်လုပ်နေပေမဲ့အကြာအယုံပြဿနာကြောင့်အော်ရာမားယူလေးရှိပါတယ်။ဒါပေမဲ့သူမမှာနေပညာဆိုင်ရာအသိပညာချိုးရှိတာကြောင့်ဂျင်ကအလုပ်ကမ်းလန်းခဲ့ရာဝမ်းမြောက်စွာလက်ခံခဲ့ပါတယ်။ ။နောက်ဝန်ထမ်းတအူးကတော့လူနေစုနဲ့စကားပြောလို့ရှိပြီးခွေးမျိုးစုံပိုင်ဆိုင်တဲ့ထူးဆန်းသူဖြစ်ပါတယ်။သူဟာဒေါသတကြီးနဲ့ရခင်လှုပ်ရှင်ကိုထိုးခဲ့ပြီးနောက်အခြားကုမ္ပဏီမှာအလုပ်မရခဲ့သူပါခြင်းကသူ့ကိုအလုပ်ကမ်းလန့်ခဲ့ရသူလဲသဘောတူခဲ့ပါတယ်။ထို့နောက်ဂိမ်းကစားခြင်းကလွဲလို့ဘာမှစိတ်မဝင်စားတဲ့ဂိမ်းကစားတဲ့ကောင်လေးနှစ်ယောက်ကိုခန့်အပ်ခဲ့ပါတယ်။ဂျင်းဟာအရေးသွေးထိန်းချုပ်မှုမပျက်စီးစေဖို့အတွက်သူ့ဝန်ထမ်းအားလုံးကိုစိတ်အားထက်သန်စွာလေ့ကျင့်ပေးခဲ့ပါတယ်။ဂျင်းရဲ့ဇလန်းကိုကြားသိရတဲ့အခါအိမ်မှာပြင်းရည်နေတဲ့အနီးအနားက ငိမ့်စားတကြီးရွယ်အိုချိုးကလည်းကူညီဖို့ရှေ့လန်းထွက်လာခဲ့ပါတယ်။ကျင်းမာဝန်ထမ်းတွေရဲ့လှုပ်အားကပေးဖို့တောင်ပိုက်ဆံမရှိသေးတာကြောင့်သူငယ်ချင်းရဲ့အကူအညီနဲ့ပြတင်းပေါက်တန်ရှင်းရေးအလုပ်ကိုယူခဲ့ပါတယ်။နေ့တက်မှာမမုန်းပန်းပြတင်းပေါက်တန်ရှင်းရေးလုပ်ပြီးညဘက်မှာဖုန်းတွေချုပ်တက်ပါတယ်။ကျင်းဟာတနေ့ကို9:20အလုပ်လုပ်ပြီး၄နာရီပဲအိတ်ဆက်ကသူ့ကိုယ်သူအစွမ်းကုန်တွန်းအားပေးခဲ့ပါတယ်။သူ့ဘဝရဲ့တခုတည်းသောရည်ရချက်ကညီမလေးအသက်ရှင်ဖို့ပါ။ ဒီနေ့မှာဂျင်းရဲ့စိတ်ယုံပြင်ပတ်မှာလူဆိုးကောင်းဝင်ချို့ကဝမ်ကိုနှောက်ရက်နေပါတယ်သူတို့ကဝမ်ရဲ့ရခင်လှုပ်ရှင်ကိုတရားစွဲထားတဲ့အမှုရုပ်သိမ်းခိုင်းနေတာပါဝမ်ကညစ်ဆန်တဲ့အခါလူတအူးကသူ့မရဲ့မျက်နှာကိုထိုးလိုက်တာကြောင့်ဒါဖြစ်သူပေးထားတဲ့တန်မိုးရှိတဲ့အကြအာယုံကိရိယာပျက်စီးသွားပါတယ်ဒါကိုမြင်တော့ဂျင်းပြေးသွားပြီးခုံကန်ချက်နဲ့ပြန်တိုက်ခိုက်ခဲ့ရာလူဆိုးတွေကဂျင်းကိုပြန်ပြီးရန်ပြုခဲ့ပါတယ် ကျင်းရဲ့ဝန်ထမ်းတွေရောက်လာပြီးနှစ်ဖက်အုပ်စုကြားတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။ထို့အချိန်မှာပဲထူးဆန်းတဲ့ဝန်ထမ်းချုပ်ရောက်လာပြီးလူဆိုးတွေအားလုံးကိုအလွယ်တကူလဲကျသွားအောင်လုပ်ပစ်လိုက်ပါတယ်။ဝမ်ဟာဒေါသတကြီးနဲ့ပူစိန်နဲ့ပြန်တိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့ကျင်းနဲ့အခြားဝန်ထမ်းတွေကတားခဲ့ရပါတယ်။ကျင်းကဝမ်ရဲ့အကြအာယုံကိရိယာကိုပြင်ပေးမယ်လို့အာမခံခဲ့တာကြောင့်သူမှစိတ်ငြိမ်သွားခဲ့ပါတယ်။ ရန်နှဲငယ်ကြပြီးနောက်ဝန်ထမ်းတဦးလက်ထက်ပွဲမှာဂျင်ဟာသူတို့သမီးနဲ့သူတို့သားကိုဂုံပြုပြီးစိတ်ရင်းမှန်နဲ့မင်းကုံပြောခဲ့ပါတယ်ပါတီအပြီးအိမ်ပြန်ရောက်တဲ့အခါအိမ်တကားမှာအိမ်ရှင်ရဲ့မှတ်စုကိုတွေ့လိုက်ရပါတယ်လေးလစာအိမ်လခပေးမှတကားဖွင့်ပေးမယ်လို့ရေးထားတာပါတော့နဲ့ဖွင့်ဖို့စူးစမ်းပေမဲ့အိမ်ရှင်ကတော့ခလောက်ပြောင်းထားပြီးသားဖြစ်ပါတယ်ညနေတဲ့အချိန်မှာညီမလေးနဲ့ပသွားရမှန်းမသိတော့တာကြောင့်ကျောင်းရဲ့အိမ်ကိုခေါ်သွားပြီးအိတ်ခဲရပါတယ်စစ်ပြက်အားငယ်စွာနဲ့ဂျင်ဟာဖုန်းဆက်တော့ရောင်းခဲ့တဲ့တူတူငယ်ချင်းစီကိုသွားပြီးလာတော်ကြမပေးရသေးတဲ့ရွမ်းနဲ့ သူညသူညသူညကျွေးကိုတောင်းခံဖို့ရင်ဆိုင်ခဲ့ပါတယ်ကျင်းဟာသူ့ကိုလက်သီးနဲ့ထိုးပြီးသူ့အိမ်ကပိုက်ဆံအကျွေးစေတိုင်းကိုတင်းယူခဲ့ပါတယ်နောက်တနေ့မှာကြောကိုပို့ပြီးဝင်မပြီးစေချင်တာကြောင့်ဂျင်းနဲ့ညီမလေးဟာသူ့ဆက်ယုံမှာပဲနေဖို့စီစဉ်ခဲ့ရတယ်။ညီမလေးအတွက်ကောင်းမွန်တဲ့အိပ်ယာတစ်ခုတောင်မပေးနိုင်တာကြောင့်ဂျင်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။သူဟာပို့ပြီးစူးစမ်းလုပ်ဆောင်ဖို့ဆုံးဖြတ်ခဲ့ပြီးအိပ်ဆက်တာကိုရက်လူနီးပါးအထိရောက်ခဲ့ကအားပြန်ပြေးဖို့အတွက်အလုကြားခဏတာသာအိပ်ဆက်ခဲ့ပါတယ်။ ။ညညမှာကျင်းစားပွဲမှာအိပ်ပျော်နေတော့ညီမလေးကအပြင်ဘက်ကစူညံတန်တွေကြောင့်ကြောက်ရွံ့ပြီးသူ့ကိုနှိုးခဲ့ပါတယ်။ကျင်းပြင်ထွက်စစ်ဆေးကြည့်တဲ့အခါလူနှစ်ဦးကသူ့မိုဘိုင်းဖုန်းစရော့တွေကိုထရက်ကားပေါ်ကနေခိုးနေတာကိုတွေ့လိုက်ရပါတယ်။ခိုးသူတွေထွက်ပြေးဖို့ကြိုးစားတဲ့အခါကျင်းကထရက်ကားပေါ်ခုန်တက်ခဲ့ပါတယ်။ရံပွဲဖြစ်ပွားခဲ့ပြီးထရက်ကားဟာလမ်းလေကောင်ကိုရောက်သွားကကျင်းနဲ့ခိုးသူတို့အူဟာထရက်ကားပေါ်ကနေပြုတ်ကျခဲ့ပါတယ်။ဒီဖြစ်ရက်ကြောင့်ကျင်းရဲ့လက်ချောင်းတွေပြင်းထန်စွာဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရခဲ့ပေမဲ့ဂျင်ဟာခိုးသူရဲ့အပေါင်းပါစီလျှောက်သွားပြီးသူ့ဖုန်းတွေပြန်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ထိုအချိန်မှာညီမလေးထုံလည်းရောက်လာပြီးသူ့အကိုဒဏ်ရာရတာမြင်တော့အယံဝန်းနေခဲ့ပါတယ်။ဆေးကူသားမှုခံယူပြီးနောက်ရဲတွေကခိုးသူကိုဖမ်းမိပြီးခိုးယူခံရတဲ့ဖုန်းတွေအားလုံးကိုပြန်လည်ရရှိကြောင်းဂျင်ကိုအကြောင်းကြားခဲ့ပါတယ်။ နောက်တနေ့မှာပြတင်းပေါက်တန်ရှင်ရေးအလုပ်လုပ်နေတုန်းချင်းဟာဒဏ်ရာရထားတဲ့လက်ချောင်းကြောင့်ရေပုံးကိုမတော်တဆချလိုက်မိပါတယ်။သူ့သူသေးကရုံးခန်းကိုခေါ်ယူခဲ့ပြီးလက်ရိုက်ချခိုင်းခဲ့ပါတယ်။ကျင်းချွတ်လိုက်တဲ့အခါလက်ရောင်နေတာကိုမြင်တဲ့သူသေးကဒဏ်ရာနဲ့အလုပ်လုပ်တဲ့အတွက်ကျင်းကိုစူပူပြီးအလုပ်ကနေရရဆက်ဆက်ထုတ်ပယ်ခဲ့ပါတယ်။ဒဏ်ရာရတဲ့လက်နဲ့အလုပ်လုပ်ခဲ့တဲ့၃ရက်အတွက်လောက်ခတ်ကိုတော့ပေးခဲ့ပါတယ်။ ကျင်းဟာရွေးချယ်စရာတွေကုံဆုံးသွားပြီးညီမလေးကိုကူတာဖို့မပြောနဲ့သူ့ယုံခန့်ရဲ့အိမ်လခနဲ့ဝန်ထမ်းလာစာကိုတောင်ဘလို့ပေးရမလဲမသိတော့ပါဘူး။အိမ်ရှင်ကအိမ်လခပေးဖို့၃ရက်ပဲအချိန်ပေးပြီးမပေးရင်တခြားလူကိုငှားတော့မယ်လို့ပြောခဲ့တဲ့အခါကျင်းကြောက်ရွံ့မှုကလက်တွေ့ဖြစ်လာခဲ့ပါတယ်။နောက်ဆုံးရွေးစရာမရှိတော့တဲ့ကျင်းဟာမိုးတက်မုန်တိုင်းကြံ့နေချိန်မှာမန်နေဂျာရဲ့ကားရှိမှာရက်နေပြီးကြိုတင်ငွေတောင်းခံခဲ့ပါတယ်။ဒါပေမဲ့မန်နေဂျာကကျင်းကိုရီမန်းချက်ကြီးလုံးနဲ့လှုပ်ရှားသမားလို့စော်ကားပြီးကားပေါ်ကနေကန်ချခဲ့ပါတယ်။စစ်ပြက်အားငယ်စွာနဲ့ကျင်းဟာညလုံးပေါက်မိုးရွာနေတဲ့မြို့ထဲမှာညီမလေးနဲ့အတူကြောက်ရဲအိမ်မှာညအိတ်ခဲ့ရပါတယ်။ နောက်တနေ့မနက်မှာဂျင်ယုံကိုသွားတဲ့အခါတွေးလိုက်ရတဲ့မြင်ကွင်းကြောင့်သူ့ရင်ထဲနှမြုပ်သွားခဲ့ရပါတယ်။အင်ရှင်ကဂျင်ရဲ့ပစ္စည်းအလုံးကိုလမ်းပေါ်ပစ်ချထားပြီးနေရာကိုတခြားသူကိုငားရမ်းထားခဲ့ပါတယ်။မျောလင်းချက်ကင်းမဲ့ပြီးအားနေနေတဲ့ဂျင်ဟာဘာတွေးမှမရှိဘဲပွေရွက်စိတ်တကောင်ကိုငြိမ်သက်စွာထိုင်ကြည့်နေခဲ့ပါတယ်။ ထိုအချိန်မှာပဲဂျင်းရဲ့ဝန်ထမ်းအားလုံးရောက်လာပြီးအလုပ်လုပ်ဖို့အသင့်ရှိနေကြောင်းပြောပါရဲဂျင်းကတော့စိတ်ယုံပိတ်သွားကြောင်းနဲ့လစာပေးဖို့ပိုက်ဆံမရှိတော့ကြောင်းဝန်ချတောင်းပန်ခဲ့ပါရဲဂျင်းကိုအံ့အားသင့်စေတာကတော့ဝန်ထမ်းတွေကသူတို့ဟာဝန်ထမ်းတသက်သက်မဟုတ်တော့ပဲအဖွဲတစ်ဖွဲဖြစ်ကြောင်းဂျင်းမှာပိုက်ဆံရှိရင်ပြန်ဆက်နိုင်ကြောင်းပြောခဲ့ကြပါရဲဂျင်းရဲ့စ조사အားထုတ်မှုကိုသူတို့နားလည်ပြီးသူတို့ကိုယုံကြည်မှုနဲ့ပထမဆုံးအကြိမ်အလုပ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြပါရဲသူတို့အိမ်ကနေအလုပ်လုပ်ပြီးအမှားစာတွေအားလုံးပြီးအောင်လုပ်ပေးမယ်လို့ဂျင်းကိုအာမခံခဲ့ပါရဲ ဒီစကားတွေကဂျင်းရဲ့စိတ်တက်ကိုမြင့်တင်ပေးခဲ့ပါတယ်သူတို့အားလုံးဖုန်းတွေကိုထက်ကားပေါ်တင်ပြီးအိမ်ပြန်ကဖြုတ်တက်ဖို့စတင်ခဲ့ကြပါတယ်လက်ပေါင်းများစွာပင်ပန်းစွာစူးစမ်းပြီးနောက်အလုပ်အားလုံးပြီးဆုံးသွားပြီးဂျင်းဟာအစိတ်ပိုင်းတွေကိုအရေးသွေးစစ်ဆေးဖို့ပို့ခဲ့ပါတယ်စစ်ဆေးမှုကြရှုံးမှာကိုသူစိုးရိမ်နေစေဖြစ်ပါတယ် ရင်းနဲ့ဝန်ထမ်းတွေဟာစစ်ဆေးမှုရလဒ်ကိုစိတ်လှုပ်ရှားစွာဆောင်ဆိုင်ခဲ့ကြပြီးမိနစ်အနည်းငယ်ကြာမှာကုမ္ပဏီ CEO ကိုအကြောင်းရဲ့ရုံးခန်းစီခေါ်ယူခြင်းခံခဲ့ရပါတယ်။အကြောင်းကအချိန်မီအမစာတွေပြီးစီးတဲ့အတွက်ဂျင်ကိုဂုံပြုတ်ခဲ့ပြီးဂျင်ပိုးလိုက်တဲ့အစိတ်ပိုင်းတွေရဲ့89ရက်ဟာအရေးသွေးထိန်းချုပ်မှုကိုအောင်မြင်ခဲ့ကြောင်းအတည်ပြုခဲ့ပါတယ်။လူတိုင်းပျော်ရှင်ခဲ့ရပြီးဂျင်ရဲ့မျက်လုံးထဲမှာဝမ်းသာမျက်ရည်တွေပြည်လာခဲ့ပါတယ်။ ဇလန်းကဒီမာတင်မဆုံးသေးပါဘူးကြောင်းဟာဂျင်းကိုအထင်ကြီးလေးစားခဲ့ပြီးရွာငါးတန်းတန်မိုးရှိတဲ့နှစ်နှစ်စာချုပ်နဲ့အလုပ်လုပ်ဖို့ကန့်လန့်ခဲ့ပါတယ်ဂျင်းကဒီတစ်ခါချိုးတင်ငွေရမလားလို့စိတ်လှုပ်ရှားစွာမေးခဲ့ရာကြောင့်ပြုံးပြီးသဘောတူခဲ့ပါတယ်အဖွဲသားတွေဟာတက်လေကားတွေဝင်တဲ့အထိသူတို့ရဲ့စိတ်ခံစားချက်တွေကိုထိန်းထားခဲ့ကြပေမဲ့တက်လေကားတွေရောက်တာနဲ့အော်ဟစ်ပျော်ရွှင်ခဲ့ကြပါတယ် နောက်ဆုံးတော့ဂျင်ဟာသူ့ညီမလေးကိုခွဲစိတ်ကူတာမှုပေးနိုင်ခဲ့ပါပြီ6နှစ်ကြာမှာတော့ဂျင်ရဲ့ကုမ္ပဏီလိုက်ပြူးဟာအလွန်အမင်းအောင်မြင်မှုရရှိခဲ့ပြီးဂျင်ကိုဘီလီယံနာသူထေးဖြစ်လာစေခဲ့ပါတယ်ဒီနေ့မှာတော့သူဟာကုမ္ပဏီအတွက်ထုတ်ကုန်အတစ်တစ်ခုမိတ်ဆက်ပွဲမှာစင်ပေါ်မှာမြင်တွေ့ရပြီးသူ့ရဲ့ရခင်ဝန်ထမ်းတွေအားလုံးဟာလည်းဂျင်လိုပဲကြွယ်ဝကျမ်းသာလာပြီးအခမ်းအနားကိုတက်ရောက်ခဲ့ကြပါတယ်ကျင်းရဲ့စူးစမ်းအားထုတ်မှုဟာဒီအောင်မြင်မှုကိုထိုက်တန်တယ်လို့ယူစရင် channel ကို like နဲ့ follow လုပ်သွားနိုင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ရမယ်ဂရုစိုက်ပါ။